ဲ့လိုအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ဆရာမလေးကတောက်ကြသားသမီးများအတွက်ဟောစနေလေးကိုတင်ဆက်ပေးချင်ပါတယ်တောက်ကြသားသမီးလေးတွေကတော့ဒီကာလမှာအဲနည်းနည်းလေးပေါ့နော်စိတ်အနှောက်ယှက်ပင်ပန်းမှုလေးတွေတော့ရှိတယ်သူ့ပင်ပန်းလေးအဲ့ဒါလေးအားလုံးရင်ဆိုင်ကြော်လွားဖြတ်ကျော်သွားနိုင်မယ်လို့ဆရာမလေးကတော့တွေ့ရတယ်နောက်တစ်ခုကမိမိရဲ့အနီးအနားမှာတလိမ့်ဆန်နဲ့ပတ်သက်တာလေးတွေတလိမ့်ဆန်ယုံလေးတွေကိုယ့်အိမ်မှာတလိမ့်ဆန်မွေးမြူထားတာလေးတွေတလိမ့်ဆန်လေးတွေကေတင်ဆောက်ရှောက်ထားတာလေးဒါမှမဟုတ်အင်းနီးနားပတ်ဝန်းကျင်မှာတလိမ့်ဆန်ယုံဒါမှမဟုတ်တလိမ့်ဆန်မွေးမြူရေးတလိမ့်ဆန်လေးတွေအများကြီးကိုယ်နာမှာနေတာခွေးလေးတွေကကိုယ့်အိမ်ရှိမှာလာနေအဆရှိသဖြင့်ဆိုလို့ရှိရင်ဒါမျိုးလေးတွေက ာဟိုပုံပြီးကန်ကောင်းစေတယ်ပေါ့ပြောရမှာပေါ့နော်တလေးဆန်လေးအများကြီးကိုအင်ရှင်မလာနေလေဆိုလို့ရှိရင်ပြင်းထန်တာကလေးတွေရှိတယ်ခွေးလေးတွေရှိတယ်ကြောင်လေးတွေရှိတယ်အဲ့လိုမျိုးလေးတွေရှိတယ်ဆိုလို့ရှိရင်အစာအာဟာရကျွေးမွေးတာမကြခဏသူတို့အတွက်တာဝန်ယူပြီးတော့ကျွေးမွေးခြင်းဟာအာဟာရကုသိုလ်လုပ်ခြင်းဟာကိုယ့်ဘဝအတွက်လည်းကုသိုလ်တွေအများကြီးထပ်ပြီးတော့ရစေတယ်ပေါ့နော်အဲဒီကလာမှာပဲတောက်ကြတာသမီးတွေနဲ့ အနေနဲ့ပေါ့နော်အင်္ကာနေ့နဲ့သားသမီးတွေပေါ်မှာအင်္ကာသားသမီးတွေနဲ့ပတ်သက်ပြီးအလုပ်တွေတွဲလို့ရတာအဲဒါမှမဟုတ်လဲအဲအင်္ကာနဲ့ကိစ္စတွေမှာအဲကိုကဟိုပါဝင်ပတ်သက်နေရတာအစားရှိသမီးတချို့ကြတော့လေတောက်ကြသားသမီးဖြစ်တယ်ဒါပေမဲ့အင်္ကာနေ့နဲ့အဲအမည်မှဲ့ထားတာအစားရှိသမီးဒီလိုလူမျိုးတွေဟာဘဝမှာပို့ပြီးတော့တိုးတက်အောင်မြင်မှုတွေကိုအချိန်ဟုန်ပြည့်စုံနေအဲရရှိမယ်ဆိုတဲ့ပုံစံမျိုးဆီမှာလေးတွေ့ရတယ်။တောက်ကြသားသမီးတွေဟာညံညံကောင်းတယ်တော်တယ်ထက်မြက်တယ်ပြောရမယ်ဆိုလို့ရှိရင်သူတို့တွေ ကလေးဆန်ရင်ဆန်မယ်ပေါ့နော်ဒါကြောင့်တောက်ကြတာသမီးလေးတွေကကလေးဆန်နေအတွေးခေါ်ရလဲမရင်ကျက်ဘူးလို့ထင်ရတယ်ဒါပေမဲ့သူတို့ရဲ့အဲရင်ကျက်တည်ငြိမ်သွားသူတို့ရင်ကျက်တည်ငြိမ်သွားပြီဒါမှမဟုတ်သူတို့ရဲ့ကလေးဆန်နေအပိုင်းကိုပြတ်ထားပြီးတော့ရင်ကျက်မှုကိုမပြတ်ထားသေးဘူးဆိုလို့ရှိရင်ဒါသူတို့ကဆိုးနွဲ့ခြင်းနဲ့ဆိုတဲ့ပုံစံမျိုးလေးတွေပေါ့နော်ဒါမျိုးလေးတွေတော့ဆီယမ်မာလေးတွေ့ရတယ်ဒါပေမဲ့သူတို့ကသူတို့ရင်ကျက်တည်ငြိမ်ပြီဆိုလို့ရှိရင်လည်းသူများနဲ့မတူဘူးမိသားစုရဲ့တာဝန် အဲပခုံးထန်းထားရတဲ့သူတော်တော်များများဟာတောက်ကြမိမိရဲ့မိသားစုထဲမှာတောက်ကြသားသမီးပါပြီဆိုလို့ရှိရင်အဲတောက်ကြသားသမီးအထူးသဖြင့်အမျိုးသမီးလေးတွေပေါ့နော်တောက်ကြသားသမီးလေးတွေဟာမိသားစုရဲ့တာဝန်ကိုအမတန်မှအဲထမ်းရွက်ဖို့ဝင့်မလေးတဲ့သူမျိုးတွေဖြစ်တယ်မိသားစုပေါ်မှာကာကွယ်ဆောင်ရှောက်ရှင်တဲ့သူမျိုးတွေဖြစ်တယ်အထူးသဖြင့်အာသားကြီးသမီးကြီးအဲတောက်ငယ်သမီးငယ်အစချင်းမဘင်းညီလူပဲဖြစ်ပါစေပေါ့တောက်ကြသားသမီးလေးတွေပါတယ်ဆိုလို့ရှိရင်တော့ဒီနေ့နဲ့သားသမီးလေးတွေဟာကိုယ်အိမ်မိသားစုမှာအမတန်မှအထောက်ပံ့ပေးတဲ့သူတွေဖြစ်တယ်ပေါ့နော်အဲသို့တော်လည်းပဲဒါကတော့လူဆိုတာ ာကဇယိုက်အမျိုးမျိုးရှိတတ်တယ်ဖြစ်တဲ့အတွက်တောက်ကြသားသမီးတိုင်းမဟုတ်ဘူးဆိုရင်တော့တောက်ကြသားသမီးရာခိုင်နှုန်းတော်တော်များများဟာအဲကောင်းတတ်တယ်ပေါ့နော်ကိုမိသားစုပုံမှာတောင်းရင်ကြည်တတ်တယ်ပေါ့အဲ့တော့တယောက်လောက်မကောင်းတာနဲ့တော့အကုန်လုံးမကောင်းလို့တော့မဆိုလိုဘူးပေါ့နော်အဲ့ဒါလေးတော့တတိအဲထားစီချင်ပါတယ်နောက်တစ်ခုကကြတော့ဇာတာရှင်တို့ဒီဘဝမှာကိုလိုချင်တဲ့အရာကိုဖြစ်ချင်တဲ့အရာကိုဘသူရှာမှာအကူအညီရဖို့မလွယ်ပါဘူးကိုကိုရန်ကြိုးစားရတယ်ကိုကိုရန်အင်အားစိုက်ထုတ်ရတယ်ကိုကိုရန်လုံလောက်ရိယာထားရတယ်အဲသူ့ကိုကြည့်လိုက်ရင်တော့အများကြီးပဲအကူအညီမဲ့သူတွေ sporting ပြမဲ့သူတွေရှိနေတယ်လို့ထင်ကြတယ်။ chicken တဲ့သူတွေပေါ်တယ်လို့ထင်ရတယ်။ဒါပေမဲ့လည်းအဲတကယ်တမ်းသူရှေ့ရောက်ပြီးတော့ထိတ်ဆုံးရောက်ဖို့ကြိုးစားတဲ့အချိန်တိုင်းမှာသူဒီသူ့ဘဝကိုသူကြောင်းပြီးသူ့ချစ်တာပေါ်သူရက်တည်ပြီးတော့ သူကိုယ်တိုင်စ조사အထောက်ယူရတဲ့အရာတွေပဲဖြစ်ပါတယ်အဲ့တော့အဲသူနဲ့အတူတူရရှိလာတဲ့အောင်မြင်မှုတွေအတိအပွင့်တွေကိုထက်တူညှောက်ဝေခန်းစားနိုင်တဲ့ခန်းစားပေးတဲ့မိသားစုဝင်တွေရှိတဲ့အခါမှာသူဟာပို့ပြီးတော့ပျော်ရွှင်ပြီး proud ဖြစ်ပြီးတော့ပို့ပြီးတော့조사ခြင်းစိတ်လည်းရှိပါတယ်အဲ့တော့တောက်ကြတဲ့သမီးတွေကိုအိမ်မှာရှိတဲ့အခါကြလို့ရှိရင်မိသားစုတွေမိဘတွေအနေနဲ့ပို့ပြီးတော့သူ့ကိုအားပေးပေးပါ ချီကျူးစကားတွေပြောဆိုပေးပါအဲအကြလို့ရှိရင်တော့ပို့ပြီးတော့ကြိုးစားခြင်းစိတ်များတယ်ပို့ပြီးတော့ energy တွေကောင်းတယ်သူတို့ဘလောက်ကြိုးစားကြိုးစားသူတို့ရဲ့အောင်မြင်မှုကို appreciate လုပ်တဲ့သူမရှိဘူးထောက်ပံ့ပေးတဲ့သူမရှိဘူးဆိုလို့ရှိရင်သူတို့ဒီပြန်ပြီးစိတ်သက်သာလွယ်တယ်အမတမစိတ်သက်သာလွယ်တဲ့သူတွေဖြစ်တယ်နော်အဲချစ်ပြီဆိုလို့ရှိရင်လည်းအဲသူချစ်တဲ့သူတွေပေါ်မှာကာကွယ်ပေးတယ်နောက်တစ်ခုကသူတို့နဲ့နဲ့အရွေးတိုက်တတ်တယ်အရွေးတိုက်တယ်ဆိုတော့သူတို့ချစ်တဲ့လောက်အချစ်မခံရဘူးသူတို့ပေးတဲ့လောက်ပြန်မရဘူးဆိုလို့ရှိရင်လည်းအဲ့ဒီတိုင်သူတို့ကလက်တော့ပြန်တတ်တဲ့ဇာတာရှင်တွေဖြစ်တယ်ပေါ့နော်ဒါမှမဟုတ်အရွေးတိုက်တဲ့ဟာကြီးလှုပ်ထလိုက်တယ်ပေါ့နော်အဲ့တော့ အဲအဲ့လိုရွေးတိုက်တဲ့ခါမှာတော့သူတို့ကထိုထီထူးထူးရွေးတိုက်တာတော့မဟုတ်ဘူးပေါ့အဲ့လိုသူတို့ခံစားရသလိုပြန်ခံစားစီခြင်းနဲ့စိတ်နေပဲသူတို့ရွေးတိုက်တတ်တယ်ပေါ့နော်အဲနောက်တစ်ခုကတောက်ကြသားသမီးတော်တော်များများဒီတိုက်စပထန်းဆက်တွေပါလာပြီဆိုလို့ရှိရင်ပြောစကားလေးတွေအောင်မြင်တာမျိုးပြောစကားလေးတွေကဖြစ်သွားတာမျိုးရှိတတ်တယ်တချို့ဆိုလို့ရှိရင်အဲမွေးခဲ့တဲ့ကမွေးရပါသူတို့မှာအဲ့အအမြင်အကြားတွေပါလာတတ်တာဖြစ်တဲ့အတွက်အဲ့လိုမျိုးအရာတွေကိုကောင်းတဲ့နေရာမှာအသုံးချပေးမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ပေါင်းမြောက်အောင်မြင်မယ် အဲသူတွေပေါ့နော်အဲ့လိုကောင်းမြတ်အောင်မြင်မဆရာတဆူဖြစ်ဖို့အလားတာလေးအများကြီးရှိတယ်။ဒီကာလမှာပူပင်တော့ကတွေရှိလာပေးမယ်နဲ့အဲပူပင်တော့ကတွေကိုအားလုံးမေ့ပြပေးပါ။နောက်စိတ်ချမ်းသာမှုတွေတိုးတက်မှုတွေတစ်ခုပြီးတစ်ခုအရှိန်ဟုန်နဲ့အများကြီးရလာမယ်။အတိအကျတော့ဆရာမလေးရဲ့ယခုခေါ်စတဲ့အောင်ကြားပြီးတဲ့အချိန်ကနေစပြီးတောက်ကြသားသမီးတွေဟာတကယ်ကြံစည်ထားတဲ့ကိစ္စတွေအောင်မြင်လာမယ်ထူးခြားလာမယ်ပြေဆုံးလာမယ်။ဆရာမလေးကတော့တောက်ကြသားသမီးတွေနဲ့ပတ်သက်ပြီးတော့ကောင်းတဲ့အရာတွေပဲဒီလာမှာတွေးသလိုအဲနည်းနည်းလေးပေါ့စိတ် အငြင်းနဲ့ဒွိဟာဖြစ်တဲ့ဒီဇာတာရှင်ကြီးတွေကတော့ဒွိဟာနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးတော့ကယူဆိုင်ပေးစေချင်တယ်။ခါတလေအာသူ့မှာ surrounding တစ်ခုလုံး environment တစ်ခုလုံးကတော့သူက social ရင်းကောင်းတဲ့အတွက် social ကောင်းတဲ့သူဆိုတော့လူအများကြီးနဲ့သူနေရတာပျော်တယ်လို့ထင်တယ်။တကယ်တမ်းကသူကတယောက်တည်းနေရတာပိုကြိုက်တဲ့သူတွေများလိမ့်မယ်။တယောက်တည်းနေရတာတယောက်တည်းတွေးရတာတယောက်တည်းအဲတခြင်းဖက်တခြင်းနှာထောင်ရတာ ဆောက်ဖက်ရတာအဲ့လိုမျိုးလေးတွေပေါ့နော်အဲနောက်တစ်ခါကျတော့အတွေးခေါ်တွေဆိုလဲဒါလည်းကြလို့ရှိရင်ယခုအချိန်ကာလနဲ့ဆိုင်အတွေးခေါ်တွေကသူများနဲ့မတူပဲပြောင်းလဲသွားတာမျိုးလေးတွေလည်းဆရာမလေးတွေ့ရတယ်လာမဲ့9ရက်9ပတ်အဲဒါမှမဟုတ်9လအတွင်းမှာကြံကြမအရာအလုံးကအစ်စ်တစ်ဖန်ပြန်နေပြီးတော့အဲစတင်မယ်ပြောင်းလဲမယ်ဆိုတော့နမိတ်ကိုလည်းဆရာမလေးကတွေ့ရတယ်အဲ့မှာဘာတွေပြောင်းလဲမယ်အချစ်တွေပေါ့နော်9ရက်9ပတ်9လအတွင်းမှာ left နဲ့ပတ်သက်တာ နော် work နဲ့ပတ်သက်တာနော်အလုံးနဲ့ပတ်သက်တာအခြေရေးနဲ့ပတ်သက်တာအဲလူမှုရေးနဲ့ပတ်သက်တာအောင်မြင်မှုတွေနဲ့ပတ်သက်တာမိသားစုရေးရာတွေနဲ့ပတ်သက်တာအစရှိသဖြင့်မှာတခုခုပြောင်းလဲမှု positive energy positive အဲ thinking positive vibe ပြောမယ်ဆိုရင်တော့အရာအဲ့တော့ positive ဘက်ကိုကူးပြောင်းသွားမယ်ဆိုတဲ့ပုံစံမျိုးလေးတွေဆီမှာလေးရတော့တွေ့ရတယ်ပေါ့နော်ပြီးတဲ့အခါမှာအရာရာမိမိရဲ့အနေနာမှာတော့အမြဲတမ်းကိုယ်ကိုမနာလို့ တက်တဲ့သူတွေရှိတက်တာကိုတော့အဲဒီသားသမီးလေးတွေကတော့ဒီနေ့နဲ့သားသမီးလေးတွေကတည်ပြီးသားဖြစ်တဲ့အတွက်တော့အများကြီးမှကြာတော့မလိုဘူးလို့ဆရာမလေးကတော့ယုံကြည်ပါတယ်။ကျမကြီးကတော့ရှင်မန်းအောင်နဲ့ယောဂခန္ဓာကိုယ်တစ်ချမ်းကြိုက်တာခဲတာအာယုံကြောနဲ့ပတ်သက်ပြီးတော့ဂယုဆိုင်မှာခုတလောအိပ်ပျော်တာလေးတွေအဲအေးရေးပြတ်တာလေးတွေများနေတာမျိုးလေးလည်းမြင်ရတယ်နော်။ကျမကြီးကတော့ဂယုဆိုင်ပေးရမယ်။အဲအငြင်းတဲ့ နှစ်ခုထက်ပိုတဲ့ကိစ္စတွေနှစ်ယောက်ထက်ပိုတဲ့ကိစ္စတွေမှာအမြင်နဲ့တွေ့ဝေတက်တာလေးကိုလည်းတည်ထားပေးပါနော်။မှန်ကန်တဲ့စုံပြည့်ချက်ကိုလည်းချနိုင်မှုဆရာမလေးကတော့အကြံပေးချင်ပါသေး။ပြီးတော့ဒီကလာမှာ relationship တွေမှာဆိုလဲကိုတရားနေတဲ့ကိုယ်ငွေစီနေနဲ့ချီနှောင်းနေ။အဲခိုင်ခိုင်မင်းမင်းတော့ချီနှောင်းပြီးပြီးအဲ့ချိန်မှာ unconditional love နဲ့တရားနေတဲ့ချစ်ခင်စွာ unconditional love ဆိုတရားနေတဲ့ကငါကျင်မှုမပေးဘူး။တရားကိုတရားပျော်ပျော်ရွှင်ရွှင်ပဲထားတယ်။ တယောက်ကိုတယောက်နားလည်မှုတွေနဲ့ပေးတယ်ပေါ့နော်အဲ့လိုမျိုးအခြေအနေကိုပြောတာတချို့ကအဲ unconditional love ဆိုတာ toxic ဆန်နေတဲ့ဟာမျိုးတွေမှာမပါဘူး toxic ဆန်နေဆိုတာတယောက်တစ်ဖက်ကပဲအရန်ချစ်ပြီးတော့တစ်ဖက်ကသူ့ကိုယ်သူအရန်ချစ်တယ်လို့ထင်တယ်ဒါပေမဲ့တစ်ဖက်ကအရန်ပူလောင်ရတယ်အဲ့ဒါမျိုးက ဟိုဒီ agent နဲ့အခြေကြီးမဟုတ်ဘူးเนาะအဲ့တော့အဲ့ရနေပြီးတော့ဒီ satisfaction လေးတွေကတိတ်မကြခင်မှာ wedding လောက်ရတာ engagement လောက်ရတာစိတ်ဆက်ဆောင်ရတာမျိုးလေးတွေတွေ့တယ်လို့သာသမီရတနာရတာလေးလည်းတွေ့ရတယ်အဲတချို့ဆိုသာသမီအဲရာပြီးသားသူတွေဆိုတော့နှစ်ယောက်တောင်ရနေတာမျိုးနောက်တစ်ယောက်တစ်ယောက်ရပြီဆိုတော့နောက်တစ်ယောက်ထပ်ရတာမျိုးလေးလည်းမြင်ရပါတယ်เนาะအဲပို့ပြီးတော့ အဲပြည်စုံနဲ့မိသားစုသားသမီး၂ယောက်နဲ့အဲအဖေနဲ့အမေနဲ့ဆိုတဲ့ခါကြတော့ဒါပြည်စုံနဲ့မိသားစုလေးပေါ့နော်အဲကိုရီနီယောက်နဲ့ကလေး၂ယောက်နဲ့ဆိုရင်တော့ဒါဘာပြောပြောမိသားစုလေးကပြည်စုံပြီဆိုတဲ့အနေထားလေးကိုလည်းမြင်ရပါတယ်။เนาะအဲ့တော့အဲဒီအငြင်းနဲ့စိတ်အားငယ်တဲ့တဲ့နိုင်ငံတောက်ကြသားသမီးလေးတွေယခုချိန်ကနေစပြီးတော့စိတ်ချမ်းသာကိုချမ်းသာဆိုဖြင့်လူရညားကိုဖန်တီးနိုင်ပါစေလို့ဆရာမလေးကဆုမကောင်းတောင်းပေးပါတယ်။အလင်းတက်တွေလည်းများများလှူပေးပါ။အဲဒီဘဝမှာအမှောင်ကျတာတွေနေဝပြီးတော့အလင်းတက်တွေများများလှူတဲ့အခါမှာအဲ အောင်မြင်တဲ့ဘဝကိုပို့ပြီးတော့ပံ့ပိုးနိုင်တဲ့ဒီကုသိုလ်တွေပေါ့နော်အများကြီးလဲအဆင်ပြေမယ်လို့ဆရာမလေးကယုံကြည်ပါတယ်ရှင်ကျေးဇူးပါ